အားလုံးပဲမင်္ဂလာပါအောက်တိုဘာ30ရက်နေ့ဒေါ်နယ်ထရမ့်နဲ့တရုတ်သမ္မတရှီရှင်ပင်တွေ့ဆုံပွဲကစတင်နေပါပြီအဲ့ဒီအကြောင်းတွေကိုကျွန်တော်တို့ဒီနေ့ဒီဆက်ဆွေးနွေးတော့မှာဖြစ်ပါတယ်ထရမ့်ကဘာတွေပြောခဲ့လဲသမ္မတရှီရှင်ပင်ကရောဘာတွေပြောခဲ့လဲစသဖြင့်ပေါ့နော်ပြီးတော့သူတို့အဓိကဘာတွေဆွေးနွေးပြီးမှအတိုင်းပင်ကြမှာလဲစသဖြင့်ကျွန်တော်တို့အရေးပေါ်တဲ့အချက်လက်အရေးပါတဲ့အချက်လက်လေးတွေကို တင်ဆက်ဆွေးနွေးတော့မှာဖြစ်ပါတယ်။ကြည့်ရှုသူမိတ်ဆွေအနေနဲ့ကျွန်တော်တို့ရဲ့ YouTube channel လေးကိုသဘောကျမိတယ်ဆိုတော့ subscribe flow page အဖြစ်အပလိုရပါတယ်။ဒါဆိုတော့ကျွန်တော်တို့ let's go straight to the point ။ Yeah. Trump နဲ့ Xi Jinping ကတော့တကယ်မျက်နှာချင်းဆိုင်နော်လုံးဝကိုတွေ့နေပါပြီကိုရီးယားမှာပေါ့တော့ဆိုတော့သူတို့ကဘာလို့ဆွေးနွေးခဲ့တာလဲအခြေခံအဖြစ်တော့ဒီ detail ဆွေးနွေးတာမျိုးတော့မရှိသေးပေမဲ့တယောက်နဲ့တယောက်အစကားပြောတာမျိုးပဲရှိသေးတယ် ဆိုတော့သူတို့ဆွေးနွေးမှာကဂုံသွေးရေးမူဝါဒနဲ့ပတ်သက်ပြီးမှအဓိကအတိုင်းပြဆွေးနွေးသွားမယ်လို့ပြောကြတယ်ပြီးတော့မေရှားတတုနဲ့ဒီအင်အားအရင်မြင့်ဆိုင်ရာပြဿနာကိုလည်းဆွေးနွေးမယ်လို့ပြောကြတယ်ကျွန်တော်တို့အချင်းချင်းပြောတဲ့အတိုင်းပါပဲ US ကအမေရန်တရုတ်ရဲ့မေရှားတတုကိုပဲမိခူအားခူးနေတဲ့အားခူးနေတဲ့နိုင်ငံဖြစ်တယ်အခုနောက်ပိုင်းဂျပန်တို့မလေးရှားတို့တော့အာဖရိကတို့အော်စတြေးလျတို့နဲ့ပဲလက်တွဲပြီးမှမေရှားတတုနဲ့ပတ်သက်ပြီးမှ သဘောတူညီချက်တွေလှုပ်လာကြတယ်ပေါ့နော်ဆိုတော့အဲ့ဒီပြည်ထောင်တာတွေကလည်းတရုတ်ကဆွေးနွေးဖို့ကန့်လန့်ထားတယ်ပေါ့နော်ဆိုတော့ TikTok တရုတ်ပိုင်အာ TikTok အင်းဟဲအမေရိကပြည်ဆိုင်မှုပတ်သက်တဲ့ပြည်ထောင်ကူတွေသူတို့ကထိပ်ပြီးဆွေးနွေးမလို့ပြောကြတယ်ပြီးတော့အခုလိုမျိုးကွာကပအင်အားအတောင့်တင်းဆုံးနှစ်နိုင်ငံခေါင်းဆောင်တို့ဘောနော်တိုက်ရိုက်ဆွေးနွေးမှုကလည်းအခုလိုမျိုးပြန်လေအာပြန်လေဖြစ်သွားတာကိုတော့ အကြဆာကောင်းတယ်ပေါ့နော်ကပစီပေါ်ရင်နိုင်ငံရဲ့အတွက်ဆိုတော့ကပအဓိကဘာကြောင့်အခုလိုမျိုးဖြစ်သွားတာလဲဆိုတော့ကပအဓိကစီပေါ်ရင်နဲ့နိုင်ငံရဲ့အာရှင်နိုင်ငံချာတိုက်ရိုက်ဆွေးနွေးမှုပြုတာကအပီပီဆိုင်ရာအတွက်လည်းရောရေရှိတက်ရောက်မှုရှိတယ်ဆိုမှတော့ပြောနေကြတယ်ပေါ့နော်ဆိုတော့ထရမ့်ကဘာလို့ပြောခဲ့လဲရှီရှင်ပင်ကရောဘာလို့ပြောခဲ့လဲဆိုတော့ကျွန်တော်ကြည့်ကြည့်အောင်ပါရှီရှင်ပင်ကရောထရမ့်ကို လုံးဝအချီးကျူးတာမျိုးအများကြီးကျွန်တော်တို့တွေ့တွေ့ခဲ့ရတယ်ပေါ့နော်ပြီးတော့ကပငင်းချမ်းရင်းနဲ့ကပစီစီပေါ်ရင်းနဲ့ပတ်သက်ပြီးမှပဲအများကြီးထည့်ပြောတာကိုကျွန်တော်တို့တွေ့တွေ့ခဲ့တယ်ဆိုတော့ကျွန်တော်တို့ဘာသာကြည့်ရအောင်ကဲဒါကတော့ Trump နဲ့ Xi Jinping တွေ့ဆုံပွဲပါပေါ့နော်ကျန်တာထောက်ကြည့်အောင် This is a live look at the actual meeting, Lisa well, Deptar, as you look at this, Rogan. wait, hold on, friend of mine, really for a long time now, if you think about it, uh, the very, very distinguished and respected. Uh, uh -huh. Well, thank you very much. It's a great honor to be with a friend of mine, really for a long time now, if you think about it. So, Shamgar. Uh, ပါနော်အခုလိုမျိုးပေါ့နော်ကျွန်တော်တို့နှစ်ပေါင်းများစွာမိတ်ဆွေဖြစ်ခဲ့တဲ့ အဲတမရှင်ပင်းနဲ့ပြန်တွေ့ရတာကတော်တော်လေးကိုကောင်းပါတယ်ဆိုမှပြန်ပြောတာပေါ့စဖြူတာပေါ့ distinguished and respected president of china and we will be having some discussions i think we've already agreed to a lot of things and uh, we'll agree to some more right now ဆိုတော့ကျွန်တော်တို့ဆွေးနွေးပွဲလုပ်မယ်ပေါ့ဂျန်နဲ့ဆွေးနွေးပွဲတော်များများကတော့သဘောတူပြီးသားရှိနေတယ်ဆိုတော့သဘောမတူသေးတဲ့တချို့တွင်ကိုလည်း ထပ်ပြီးထည့်ပြီးမှဆွေးနွေးအောင်မှဆုံးမထပ်ပေါ်တော့ပြောနေတယ် Uh, but uh, President Xi is a great leader of a great country. So, uh, Trump ကသမရရှိရှိပင်ကိုကြီးမြတ်တဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်နေတယ်။လုံးဝအမိုက်တဲ့လုံးဝမိုက်တဲ့နိုင်ငံတစ်ခုလည်းဖြစ်တယ်ပေါ့။အရင်ကြီးမြတ်တဲ့နိုင်ငံတစ်ခုလည်းဖြစ်တယ်ဆိုတာပြောပါတယ်။ And I think we're going to have a fantastic relationship for a long period of time. ဆိုတော့တရုတ်နဲ့ US ရှာကလုံးဝကောင်းမွန်တဲ့ဆက်ဆံရေးနမိတ်ဆွေတွေဖြစ်မယ်လို့ပဲထင်ပါတယ်။ ကျွန်မအထောက်ကတော့ပြောနေတယ်အချိန်ကြာကြီးအချိန်ကြာကြီးပေါ့နော် honor to have you with us thank you very much so akulo myo no chin ping na twin ya da le kong yo ba de jesu tin ma so pyo ba de it's a great pleasure for me as well to meet you so akhu ka tayou ye tamra phet ka pyo la de bo no oh tamra thom ji ye chin lo le akulo myo pyan twin ya da ka တော်တော်လေးကိုအကုံယူပါတယ်ကျွန်မပြောပြောရဲပေါ့ It feels very warm seeing you again because it's been many years ဆိုတော့အခုလိုမျိုးပြန်တွေ့ရတာလည်းအရင်နှွေးထွေးတယ်ဆိုမှပြောတယ်ဘာဖြစ်လို့လဲဆိုတော့နှစ်ပေါင်းများစွာမတွေ့တာလည်းကြာပြီဆိုမှပြောတယ်ပေါ့နော် your re-election you have spoken on the phone three times so တမရ ကတော့ဒီရွေးကောက်ပွဲခံပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့နဲ့ဦးကြားရေးကလည်း၃ချိန် form နဲ့စကားပြောခဲ့တယ်ဆိုမှပြောတယ်ပေါ့နော် Stage several letters ပြီးတော့စာလဲအများကြီးပို့တယ်တယောက်နဲ့တယောက်ဆိုမှပြောတယ်ပေါ့နော် I stayed in close contact ဆိုတော့နီကဆွာကျွန်တော်တို့နဲ့ဦးကြားကဆက်ဆံရေးကိုလုပ်နေတယ်ပေါ့ဆိုတော့တနည်းအားဖြင့်ပြောရမယ်ဆိုသူတို့က very close contact လုပ်တယ်ပေါ့နော်အမေရန်ဆက်တွေ့ဆက်တွေ့ကြတယ်ပေါ့တယောက်တမရရှိရှိပင်းတဲ့ချောင်းက and our joint guidance, China US relations have remained stable on the whole. Given our different national conditions, we do not always see eye to eye with each other. So, the Noroye Achene Rinjong, the Noroye Achene Rinjong, Payao Nadia, Akulum, you met me good, Matu Pida or Pidebo. And it is normal. the two leading economies of the world to အခုလိုမျိုးကျွန်တော်တို့နော်မကြာခဏမတွေ့တာကလည်းပုံမှန်ဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကမ္ဘာမှာထိတ်တန်းစီးပွားရေးဥဆောင်နေတဲ့နိုင်ငံကြီးတွေမှာမတူညီတဲ့အခြေအနေတွေဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ဆိုတော့ဒါကပုံမှန်ပါဆိုတော့တရားရဲ့တမရကပြပြနေတယ် in face of winds waves and challenges ဆိုတော့လေလိုင်းတွေလေလိုင်းတွေကြားရကနေနော် wind လေလှိုင်းရင်းကြားတွေကလည်း wind and wave ပေါ့နော်ပြဿနာရင်းကြားတွေကလည်းပေါ့နော် you and i at the helm of chinese us relations should stay the right course ဆိုတော့အဲ့လိုမျိုးစင်ခုံမှုရင်းကြားတွေမှာပေါ့နော်တယောက်နဲ့တယောက်ဒီမတည့်ဟာတွေများကြားတွေမှာလေလုံးလေလှိုင်းရင်းကြားတွေမှာပေါ့နော် trump နဲ့ကျွန်တော်ကတော့တဲ့ should stay the right course လမ်းကြောင်းမှာကိုပဲတွားတင်ပါတယ်ဆိုမှတော့ရှင်းရှင်းပင်းကတော့ပြောနေတယ် ensure the steady sailing forward of the giant ship of China US relations. I always believe that China's development goes hand in hand with your vision to make America great again. So, တရုတ်တရုတ်သမားဆီရှင်ပင်ကတော့ကျွန်တော်တို့ရဲ့တရုတ်တူးတက်ပြောင်းလဲတာကတဲ့အမေရိကကလည်းတူးတက်ပြောင်းလဲစေချင်တယ်တူးတက်ပြောင်းလဲစေတယ်ဆိုတာကအမေရိကယုံကြည်ထားပါတယ်ဆိုတာပြောပါတယ်။ဒီနေ့အဖြစ်ပြောရမယ်ဆိုတရုတ်ကတူးတက်တယ်ဆိုရင်အမေရိကကလည်းတူးတက်စေတယ်ဆိုမှ ရှင်ရှင်ပင်ကတော့ယုံကြည်ပါတယ်တဲ့နော် Our two countries are fully able to help each other succeed and prosper together. ဆိုတော့ကျွန်တော်တို့နေရာကတယောက်နဲ့တယောက်ပေါ့နော်။အောင်မြင်အောင်ကူညီလို့ရတဲ့အနေအထားတွေဖြစ်ပါလားဆိုမှပြောနေတယ်။ Over the years I have stated in public many times that China and the United States should be partners and friends. ဆိုတော့လွန်ခဲ့တဲ့ over the years ပေါ့တနည်းမှာလည်းအချင်းပေါင်းများစွာကျွန်တော်ကပြောတယ်တဲ့။ ကျွန်တော်တို့တရုတ်နဲ့ US က partner ဖြစ်တဲ့နဲ့မိတ်ဆွေဖြစ်တဲ့မဟာမိတ်ဖြစ်တဲ့ဆိုမှအချင်းပေါင်းများစွာပြောခဲ့ပါတယ်ဆိုမှသူပြောနေတယ်။ This is what history has taught us. အလားကိုဘယ်တမိုင်းတွေကဒီကျွန်တော်တို့ကိုတင်ကြားပေးခဲ့တာပေါ့နော်။ What reality need demands. ဆိုတော့လက်တွေ့မှာလည်းအဲ့ဒါကိုပဲတောင်းဆိုခဲ့တာပါဆိုမှပြောနေတယ်။ဆိုတော့တနည်းအားဖြင့်ပြောရမယ်ဆိုတော့တမိုင်းကလည်းကျွန်တော်တို့နိုင်ငံကိုမိတ်ဆွေဖြစ်ဖို့မဟာမိတ်ဖြစ်ဖို့တင်ပေးခဲ့တယ်။ တကယ်လက်တွေ့မှာလဲအဲ့ဒါကိုကျွန်တော်တို့ရေဘဝကတောင်းဆိုနေတယ်ဆိုမှပြောနေတယ်ပေါ့ကျွန်တော်တို့ရဲ့ချင်းတွေကတောင်းဆိုနေတယ်တောင်းဆိုနေတယ်ဆိုတော့ကတရုတ်နဲ့အမေရိကကြားကိုမဟာမိတ်ဖြစ်တဲ့သူတို့အချင်းတွေကအဲ့လိုမျိုးတောင်းဆိုနေတယ်ပေါ့ A few days ago in a latest round of consultation our two economic and trade teams reached a basic consensus on addressing our respective major concerns and made encouraging progress ဆိုတော့ ခင်ဗျားတို့လည်းတည်ပြီးသားဖြစ်မှာပဲပေါ့နော်ကျွန်တော်လွန်ခဲ့တဲ့၄လ၅လကတရုတ်ကိုယ်စားလှယ်တွေနဲ့ US ကိုယ်စားလှယ်တွေနဲ့ထိုင်းနိုင်ငံဂျာကာစီပွဲရေးပရိခါတွေကိုတိုင်ပင်ဆွေးနွေးတာမျိုးရှိခဲ့တယ်ပေါ့နော်ဆိုတော့အခြေခံသဘောတူညီချက်တော့သူတို့ကရထားပြီးပြီပေါ့ဗျာ is provided the necessary conditions for our meeting today အဲ့ဒါအကြောင်းလေအခုလိုမျိုးပေါ့နော်လွန်ခဲ့တဲ့တရုတ်ကိုယ်စားလှယ်နဲ့အမေရိကကိုယ်စားလှယ်တွေတွေ့ဆုံပွဲလို့ပြည်နယ်ပိုင်းမှာအခြေခံသဘောတူညီချက်ရပြည်နယ်ပိုင်းမှာပဲအခုလိုမျိုး ထိတ်တန်းခေါင်းဆောင်တွေကိုတွေ့နိုင်တဲ့အခြေအနေထိရောက်လာခဲ့တာပေါ့ဒီနေ့အဖြစ်ပြောရမယ်ဆိုကုစလီရူညေတိုင်ပြဆွေးနွေးတာကလည်းအခြေအနေကောင်းနေလို့အခုကပူပြီးမှနော်ဒီအခြေအနေကောင်းဖို့အလားအလာရှိတဲ့အတွက်ကြောင့်တရုတ်သမ္မတနဲ့ရှီရှင်ပင်ကုနိုင်တွေ့ဆုံခွင့်ရတဲ့အခြေအနေတွေဖန်တီထဖန်တီထားခဲ့တယ်ဆိုတာပြောထားပါတယ်ပေါ့နော် The president I'm ready to continue working with you ဆိုတော့သူကပြောနေတယ်သမ္မတ Trump ကြီးနဲ့ဆက်လက်ပြတူလက်တွေ့လို့ဖို့ ကျွန်တော်ကအဆင်သင့်ဖြစ်ပါလို့ဆိုမှပြောပါတယ် Solid foundation for China US relations ဆိုတော့ US နဲ့ China relationship မှာအခြေခံအုတ်မင်းကူတည်ဆောက်ဖို့ညာအတွက်အဆင်သင့်ဖြစ်ပါလို့ဆိုပြောပါတယ် a sound atmosphere for the development of both countries ဆိုတော့အလူနီနဲ့ကျွန်တော်တို့အမေရိကလည်းတူတက်ဆင်မယ်တရုတ်လည်းတူတက်ဆင်မယ်ပေါ့ဗျာ President, you care a lot about world peace. And you are very enthusiastic about settling various regional hotspot issues. So, တမချောင်ကြီးရဲ့ကပ္ပရင်းငင်းချမ်းရဲ့အတွက်တော်တော်လေးခရူးဆိုင်တာကျွန်တော်သတိထားမိတယ်ပေါ့နော်။ဒါတော့မကဘူးလုံးဝ hot pot ဖြစ်နေတဲ့ပြဿနာတွေကိုပါဖြေရှင်းတာပေါ့နော်။ I appreciate your great contribution to the recent conclusion of the Gaza ceasefire. ဆိုတော့မော်ဂါဇာ ceasefire လို့ဆောင်မှုပုံမှာလည်းတော်တော်လေးကျေးဇူးတင်မိပါတယ်ဆိုမှပြောရပေါ့။ During your visit to Malaysia, you witnessed the signing of the joint declaration on peace along the Cambodia Thailand border. Thailand and Cambodia ye ne se pri pakha ko le to bo tungi chalo lo pe khe bo which you had provided input China's been helping in our own way Cambodia and Thailand properly settle their border disputes and we have also been promoting peace talks to resolve other hotspot issues ဆိုတော့တရုတ်ကလည်းပြောလာတယ်ကျွန်တော်တို့ဖက်ကလည်းတက်နိုင်တလို့ high thailand နဲ့ cambodia ကြားကမြင်းချိုင်းလမ်းကြောင်းကိုကျွန်တော်တို့နီးဟန်နဲ့တက်နိုင်တလို့ကူညီပေးတယ်ပေါ့နော်ပြီးတော့ဒီ hotspot ပြဿနာအဓိကဒီ hot နေတဲ့ပြဿနာတွေကိုလည်း fishing ဖို့ကျွန်တော်တို့ကူညီကိုဟန်နေနဲ့ကူညီပေးခဲ့တာပါဆိုမှပြောပြတယ် The world today is confronted with many tough problems. So, Dine Kabachi ka, lo akhe khe de pyatana paw mya so ne yin sain ne ya de. US can jointly shoulder our responsibility as major countries. ဆိုတော့အဲ့ဒါအကြောင်းကျွန်တော်တို့ဒီကမ္ဘာမှာအကြီးစားနိုင်ငံအနေနဲ့ပေါ့ major နိုင်ငံအနေနဲ့ကျွန်တော်တို့အမေရိကနဲ့ US ကပူးပေါင်းပြီးမှကမ္ဘာရဲ့ပြည်ထနာတွေကိုလည်းဖြေရှင်းလို့ရပါလားဆိုတော့သူပြောနေတယ်ပေါ့။ဘာဖြစ်လို့လဲဆိုလက်ရှိကမ္ဘာကြီးကပြည်ထနာပေါင်းများစွာခက်ခဲတဲ့ပြည်ထနာပေါင်းများစွာနဲ့ပဲရင်ဆိုင်ခဲ့တာဆိုမှပြန်ပြောတယ်ပေါ့။ Together to accomplish more ဆိုတော့တကယ်လို့များပေါ့နော် US နဲ့ တရုတ်သားပူပေါင်းနေမယ်ဆိုတော့ကျွန်တော်တို့ကအောင်မီဒီထက်မကပူမူပြီးမှပဲအောင်မီနိုင်ပါတယ်ဖြစ်ရှိနိုင်ပါတယ်ဆိုမှသူကပြောပြတာ great and concrete things for the good of our two countries and the whole world ဒါကကဘာကြီးတက်လည်းကောင်းတယ် US တက်လည်းကောင်းတယ် China တက်လည်းကောင်းတယ်ပေါ့ deals with you are questions important for our two countries and the world thank you thank you thank you very much It's good to have you. Uh, thank you very much. ဆိုတော့အခြေခံအဖြစ်တော့ကျွန်တော်တို့ဘယ်လိုပြန်ပြောရမလဲဆိုတော့တရုတ်သမ္မတက Donald Trump ရဲ့ကပငင်းချမ်းရင်းအဆောင်ရွက်ပေါ်မှာချီကျူးတာကျွန်တော်တို့တွေ့တွေ့ခဲ့တယ်ပြီးတော့ကပရဲ့ပြည်ထနာတွေကိုတရုတ်နဲ့ US နဲ့ပူးပေါင်းပြီးမှ efficient တင်ပါတယ်ပြီးတော့တရုတ်နဲ့ US ဆိုတာကအဲ့လိုမျိုးရန်လူရန်စမျိုးမလို့ပေးနဲ့ပေါ့နော်ကျွန်တော်တို့နိုင်ငံကမဟာမိတ်တွေဖြစ်ပြီးမှမိတ်ဆွေတွေဖြစ်မယ်ဆိုတော့ပူးကောင်းတယ် တကတမိုင်းစင်လာအရာလဲကျွန်တော်တို့ကိုတင်ခတင်ခစာပေါင်းမြတ်စွာတင်ယူခဲ့ပြီးပြီးတော့လက်ရှိအခြေအနေကလည်းကျွန်တော်တို့နှစ်နိုင်ငံကြားပူးပေါင်းဖို့ရတဲ့တောင်းဆိုနေတဲ့အခြေအနေတွေများကြီးရှိပါတယ်အဆိုမှာပြောနေပါတယ်ပေါ့နော်ဆိုတော့စသဖြင့်ငင်းချမ်းရေးရေးစည်းပွားရေးရေနိုင်ငံရေးတွေကိုတိုင်ပြဆွေးနွေးခဲ့ပါတယ်ဆိုတော့ဒါကနီမီဒီယာတွေရှိမှာပဲအလောက်ထိတယောက်နဲ့တယောက်အာပြောနေကြတာပဲဒီမှာကျွန်တော်တို့တွေ့တာကတရုတ်သမ္မတရှီရှင်ပင်ကသမ္မတ Trump ကအများကြီးချီးကျူးတာလို့ကျွန်တော်တို့တွေ့ခဲ့တယ်ပေါ့ Mr. President, why did you change your nuclear plans? Why are you going to be doing new, more nuclear testing? Thank you very much, everybody. အဲ့မှာတရုတ်နဲ့ Trump နဲ့ဒီတော့မှာရှီရှင်ပင်းနဲ့ Trump တွေ့နေစင်ကြီးမှာခုနသတင်းမီဒီယာကတော့ Donald Trump ရဲ့ nuclear plan တွေကိုထပ်မဲလာတယ်။ဘာဖြစ်လို့လဲဆိုတော့အခု US ကသူတို့ရဲ့ nuclear လက်နက်တွေကိုအတိတ်တပံပြန်လည်စမ်းသပ်ဖို့ပြောလာကြတယ်။နော်တရုတ်နဲ့တမတွေ့ဆုံမှုနေစီနေစီမှာပေါ့ အခုလိုမျိုးသတင်းမီဒီယာကမေးသွားတာပေါ့ Trump ကိုအတူရနျူကလ ియర్ လက်နက် program နဲ့ testing နဲ့ပတ်သက်ပြီးမှဒါစမ်းသပ်မယ်လို့ပြောလာတယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ Russia ဘက်ကလည်းသူ့ရဲ့ nuclear တွေကိုစမ်းသပ်လာတာများကြီး Trump ကတွေ့လာတယ်။ဆိုတော့ Russia ရဲ့ nuclear ချင်းချောက်မှုကို Trump ကလည်းတိတ်မကြည့်တော့ဘူးပေါ့နော်။အဲဒီနောက်ပိုင်းမှာ Trump ကလည်းသူ့ရဲ့ nuclear ကိုတဖန်ပြန်နေပြီးမှ test လုပ်တင်တယ်ဆိုတာပြောလာတယ်။ဆိုတော့သူပြောနေတဲ့ကိစ္စကြီးကိုတရုတ်သမ္မတရှိမှမေးသွားတာပါပေါ့နော်။ Trump ကတော့မဖြေရှင်းပါဘူးဒီကိစ္စကို။ Thank you very much. Thank you. Okay, so there you have it. Inside the meeting room, President Trump there again saying that Xi Jinping is a friend, a respected leader. Already, no, Trump got Xi Jinping to make sure look for it. No, Tianji, I just say, "Gao, you're concerned about Uber, To a lot of things, saying that there are more things to come. Xi Jinping responding, saying it's warm seeing President Trump again, that it's been many years. Of course, we know it's been six years. မတွေ့ရတမရကလည်း Trump ကိုပြန်ပြောရဲဆိုတော့မတွေ့ရတာလည်းကြံပြီးဆိုတော့အခုလိုမျိုးပြန်တွေ့ရပြန်တွေ့ရတာနေထွေးပါလားဆိုမှပြောရတာကျွန်တော်တော့တွေ့တယ် She they confirming that they've spoken on the phone three times, exchanged several letters, uh, that they've been in close contact, and that uh, Karen Gilbert as well as our. And today's about signing that off there at the Busan International Airport, which is just up the road from where I am at the Apex summit, where Xi Jinping is there, for, and also obviously for security reasons too. they at the Busan Airport because the president is flying out immediately after this. ဒီတော့တမရထရမ်ကရောဒီဒရုန်းဥတုစုံပွဲမှာချက်ချင်းပြန်သွားတယ်ချက်ချင်းပင်ကဒီသူကလာရောက်တယ်ဗောတော့ရှောက်ကတော့ပြန်အပြန်အပြန်ဖြစ်တယ်ဆိုတော့ <laughs> Apex Smith So amazing as he called it and as it's been called the G2 the the two superpowers but very interesting language from Xi Jinping. We we know Donald Trump's always going to talk up things and and you know use superlatives and so on but Xi Jinping praising Trump for his peacekeeping efforts and his his efforts to to try and secure peace in Gaza to be there for the Thai camp. Right. So much in, in, not just economic. All right. Check out Trump would cheat you up to the So, okay, this is up. Uh, this is our chiao. ဒါကတမရရှိရှိပင်ရောက်ရောက်နေတော့မှာပေါ့နော်

ဒါကပုံရိပ်တွေပါ Okay အလားသူတို့ရဲ့ပုံရိပ်တွေကအလားအလားပါပဲဆိုတော့ဒီတစ်ခါ Donald Trump နဲ့ Tamra Ashishing Pink တွေ့ဆုံပွဲကတော့အကြာကြီးမဟုတ်ဘူး3 media တွေမှာတော့မပြဘူးသူတို့ကအဲ့ဒီနောက်ပိုင်းမှာပဲတီးတန့်ဒီနှုတ်စလုံးကတိုင်ပြဆွေးနွေးဦးမှာဖြစ်တယ်သူတို့ကဘာရင်းတဘောတူငီချက် ရရှိမှလည်းဘာလုံးတိုင်ပြီးဆွေးနွေးမှလည်းဆိုတော့ကိုနောက်ထပ် Trump ပြန်ပြီးနောက်ပိုင်းမှာပဲတည်ရှိနိုင်မယ်ပေါ့တရုတ်ဘက်ကလည်းဂျင်ဂျင်ရချက်တွေလုတ်လာနိုင်မယ် Trump ဘက်ကလည်းဂျင်ရချက်တွေလုတ်လာနိုင်မယ်ဆိုတော့အဓိကခုနကျွန်တော်ပြောတဲ့ချက်တွေမှာပါပါတယ်အဓိကတော့ကုန်သွယ်ရေးမူဝါဒဆွေးနွေးမယ်မေရှားတတုနဲ့ဆွေးနွေးမယ် TikTok နဲ့ဆွေးနွေးမယ်တော့ကပဒီစီးပွားရေးနဲ့နိုင်ငံရေးဆွေးနွေးမယ်ဒါရင်တွေမှာအဓိကအသေးစိတ်ကတော့မတိသေးပါဘူးအခုကတော့အခြေခံအဖြစ်တော့တွေ့ဆုံပွဲ တို့ရဲ့ပုံဝိပုံရိပ်ကိုပဲကျွန်တော်တို့တော်တွေ့လို့ရပါတယ်ပေါ့နော်ဆိုတော့တကယ်လို့များထူချမှုရှိတယ်ဆိုရင်တော့ထပ်ပြီးမှပဲပြဆွေးနွေးပေးမယ်ပေါ့ကျွန်တော်ထင်တယ်ဒီအများကြီးတော့အစီမပြေတော့မှတရုတ်နဲ့ US အကြားရဲ့ဆက်ဆံရေးကတော့နည်းနည်းတော့ပြန်အစီပြေမယ်ထင်တယ်ဆိုတော့စီးပွားရေးမှာအစီပြေလာမပြေဘူးလားဆိုတော့ကျွန်တော်တို့ဒီ Wood Trump ကတော့ Judin ပြောပြီးသားတစ်ခုရှိတယ်အဲ့ဒါပါလဲဆိုတော့ ဒီကိုရီးယားကိုရီးယားမှာတရုတ်နိုင်ငံနဲ့တရုတ်နိုင်ငံရဲ့သမရရှိရှိပြင်းနဲ့တွေ့မယ်တဲ့တွေ့ပြီးလို့မှကျွန်တော်တို့တိုင်ပြည်ဆွေးနွေးပြီးလို့မှအစီမပြေခဲ့ဘူးဆိုရင်တဲ့တရုတ်နဲ့လုံးဝအစီပွားရေးကိုလုံမှာမဟုတ်ဘူးဆိုမှ Trump ကတော့သူ့ရဲ့ဒီအေရှားခရီးစဉ်မတိုင်ခင်တုန်းကပြောပြီးသားဖြစ်နေတယ်ဆိုတကယ်လို့များဒီဆွေးနွေးပြီးဒီဆွေးနွေးပွဲကိုအစီအမပြေခဲ့ဘူးဆိုရင်တော့လုံးဝတရုတ်နဲ့ US ကတော့လမ်းခွဲသွားမှာတော့တိတ်ချတယ် ဒါအဆင်ပြေခဲ့မယ်ဆိုတော့ပူပြီးမှကောင်းသွားတာပေါ့တရုတ်အတွက်လည်းကောင်းသွားတာပေါ့ US အတွက်လည်းကောင်းသွားတာပေါ့ဆိုတော့ခုနတသမရကိုယ်တိုင်ကလည်းပြောနေတယ်ပေါ့နော်ကျွန်တော်တို့တရုတ်ရဲ့ထူးတက်တာက US အတွက်လည်း make america great again ဖြစ်သွားစေပါတယ်တရုတ်ထူးတက်တာက america အတွက်လည်းပူမှုပြီးမှပူကောင်းပါတယ်ဆိုမှပြောနေပါတယ်ဒါကြောင့်ကျွန်တော်တို့ ਨੇ လက်တွေ့ပြီးမှပဲပူပေါင်းဆောင်ရွက်တင်ပါတယ်စီးပွားရေးထူးလို့တင်ပါတယ်ဟောကျွန်တော်တို့အားလုံးဒီအာနိုင်ငံချမ်းပါ မိတ်ဆွေဖြစ်တဲ့တယ်မဟာမိတ်ဖြစ်တဲ့ဆိုမှတရုတ်သမရကတော့ပြောတော့ပါတယ်ဆိုတော့တရုတ်ရဲ့သမရလေတန်းကိုကျွန်တော်တို့ကြည့်မယ်ဆိုတော့ဒီဆွေးနွေးပွဲကိုအစင်ပြီမယ်ဆူပြီးမှအရေးအယောင်ကိုခမှန်းလို့တော့ရတယ်ဒါပေမဲ့သူတို့ရဲ့အဓိကဒီတိုင်ပင်ဆွေးနွေးနေမဲ့ဂုံသွေးရေး trade တော့ trade နဲ့ပတ်သက်ပြီးမှဘေးတိုင်းတာတိစင်ပြီမလဲတော့ပြောလို့မရသေးပါဘူးပေါ့နော်ဆိုတော့ကြီးရှိသူအနေနဲ့ခုနသူတို့တိုင်ပင်ဆွေးနွေးတဲ့နေရာမှာ ူပိုင်သုံးသက်ချက်လည်းလုပ်လို့ရပါတယ်။တခုကျွန်တော်ပြောပြချင်တာကဒီညမှာပဲကျွန်တော်အချင်းပေးပြီးမှပဲတိုင်ပြည်ဆွေးနွေးပြီးမှအဲ့ဒါကတော့ US ရဲ့ nuclear testing ကိစ္စဖြစ်ပါတယ်။ US ရဲ့ nuclear စံတပ်ပွဲစံတပ်မဲ့အရာဖြစ်ပါတယ်။ Trump က US ရဲ့ nuclear ring ကိုစံတပ်တင်နေဆိုပြီးမှ testing လုပ်တင်နေဆိုပြန်ပြောလာတယ်။ဒါတွေအားလုံးကရုရှားရဲ့အလုပ်ရက်တွေကြောက်ပါရုရှားကမနစ်တနေ့က နျူကလ িয়ার ကုတေဆောင်နိုင်တဲ့ဒုံးကျည်အစ်စ်တွေထုတ်လုပ်ထားတယ်။ရုရှားသမ္မတကကျွန်တော်တို့ရဲ့ဒုံးကျည်တွေကိုဘယ်နိုင်ငံကမှဟန်တားနိုင်မှာမဟုတ်ဘူးဆိုမှတော့ချင်းချောက်ပြီးပြောသေးတယ်။ထရမ့်ကပူတင်ရဲ့ပြောဆိုတဲ့စကားတွေကိုကြည့်ပြီးမှ အချင်းချင်းပေါင်းများစွာထရမ့်ကလည်း warning ပေးခဲ့တယ်။ပူတင်ကအလောက်ထိတောင်သူကဒီချင်းချောက်တဲ့စကားတွေပြောနေတာလုံးဝမသိတော်ဘူးဆိုပါပြောတယ်။အဲ့ဒါကြောင့်လည်းထရမ့်ကလွန်ခဲ့တဲ့တလတုန်းက နျူကလ িয়ার လက်နက်ကြီးကူတေဆောင်နေတဲ့ရေငုပ်တင်ဘိုးကူပါရာရှားဖက်ကိုပြူသွားတာပေါ့နော်အဲ့လိုမျိုးဖြစ်ခဲ့တယ်ဆိုတော့အဓိကထရမ့်ကနျူကလ িয়ার လက်နက်ကိုပြန်ဆန်းတက်ချင်တဲ့စိတ်ရှိတယ်ဆိုတော့ကပူတင်ရဲ့လှုပ်ရွကြောင့်ဖြစ်တာအများကြီးရှိပါတယ်ပေါ့ကဲဒါဆိုတော့အာဒီညမှာပဲကျွန်တော်တို့တဖန်ပြန်နေပြီးမှပြန်ဆွေးနွေးမယ်ပေါ့နော်အပြန်အလှန်အပြန်အလှန်ချီးကျူးမြောက်ပြင်းတဲ့အစကားလေးတွေကမှိုက်တယ်တဲ့ဆိုတော့အခွင့်ကိစ္စပါပြောမတိချာသေးဘူး အဒီအခွန်ကိစ္စတော့မေရှာတတမေရှာတတူတို့ကတော့ဒီမီဒီယာရှိမှာဘာမှမပြောဘူးသူတို့ကအနောက်ပိုင်းမှာသူတို့က private meeting ရှိမယ်တီးတက် meeting ရှိမယ်ပေါ့ဆိုတော့အဆင်ပြေမလားအဆင်ပြေဘူးလားမနေ့ပြန်တစ်ဖက်ခါတော့မှပဲဒီအရာတွေကိုကျွန်တော်တို့ပြောလို့ရမှာဖြစ်ပါတယ်ဆိုတော့မနေ့ပြန်တစ်ဖက်ခါတော့မှဒီကိစ္စနဲ့ပတ်သက်ပြီးမှ update လေးရှိတယ်ဆိုတော့ပြန်တင်ပေးမယ်ကြီးစုသူမေဆွေအနေနဲ့ကျွန်တော်ရဲ့ YouTube channel လေးကိုလည်းစိတ်ဝင်စားမိတယ်ဘူးဒူတာအတွက်ရရတယ်ကမ္ဘာအထရင်အတွက်အကျူးရှိတယ်လို့ခန်းစားမိတယ်ဆိုတော့ YouTube में सब्सक्राइब लो पेचे आप आप लोग याद आ रहे हैं थैंक यू सो मच फॉर वॉच